မှာပဲဖြစ်ဖြစ်ရုံးမှာပဲဖြစ်ဖြစ်ကိုကစတန်မိုင်ရှိနေကြမလို့ပဲ ਨੇ အခုလိုမျိုး smart ip ကင်မရာလေးတစ်လုံးရှိုံနဲ့အိမ်တိုင်းရုံးတွင်လှုပ်ရှားမှုဖြစ်ပျက်တွေကိုကြည့်လို့ရတယ်ကိုကဘယ်နေရာဘယ်ဒေသကိုပဲရရောက် internet ရှိုံနဲ့လမ်းမြောက်မှာချက်နိုင်တယ်ကိုရောက်နေတဲ့နေရာနေပြောမှာလဲ lens ကပြောလို့ရတယ် data record တွေကိုလည်းအချိန်မရွေးပြန်လဲကြည့်လို့ရတယ်ပတ်စင်ပုံ install လုပ်ပုံတွေကလည်းလွယ်ကူရွရှင်တယ်ဆိုတော့အသုံးဝင်ပုံနဲ့ setup လုပ်ပုံကိုဒီနေ့ video လေးမှာပြပြပေးသားပါမယ်အော်မေးလို့အာ video လေးမစခင်မှာအီလိုရဲ့ user guide ပဲ unique facebook page နဲ့ tiktok channel တွေကို like and follow follow လေးလောက်သားပြပါအောင်နော် YouTube channel ကိုလည်း subscribe မလုပ်ရသေးရင်လောက်သားပြပါအောင် KS ဆိုတော့ဒီနေ့ video လေးဆက်လိုက်ကြရအောင် is it i more we got dawa စားရ brand တွေက wifi portable camera တွေကအိမ်နေရုံးနေဆိုင်ကန်းနေပြောလို့ရှိရင်ကားထဲမှာတောင်စောင့်ကြည့်ဖို့အတွက်အသုံးများတဲ့ smart security camera တွေပဲဖြစ်ပါတယ် အသုံးအမုံနေနေကတော့ Wi-Fi နဲ့ချိန်ပြီးတော့ဖုန်းကနေ live video ကြည့်လို့ရတယ်။အတန်နဲ့တူ record မှတ်လို့ရတယ်။ Two way talk mic ပါတာဖြစ်တဲ့အတွက်အပြန်အလှန်စကားပြောလို့ရတယ်။ Other fashion တစ်ခုကတော့ motion detection ။သူကတော့လူတွေအရာဝတ္ထုတွေရွေလျားမှု ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဖုန်းကို notification ပေးတဲ့ function ပါတယ်။အဲနောက်ထပ်ကတော့ cloud storage နဲ့ memory card ။ video တွေကို SD card ထဲအဲဒါမှမဟုတ် cloud ထဲမှာ automatically သိမ်းပေးတယ်။ Libration ကတော့ညဘက်မှာဆိုလို့ရှိရင် infrared LED နဲ့ပုံမှန်တိုင်းကြည့်လို့ရတယ်။ Remote access ကတော့ကိုကအပြင်ဘက်ရောက်နေလို့ကင်မရာနားမှာမရှိဘူးဆိုလို့ရှိရင်ဖုန်းနဲ့ internet ချိတ်ဆက်ပြီးတော့မှဖုန်းရဲ့ app ကနေပြီးတော့အလွယ်တကူ control လုပ်ပြီးတော့ကိုကြည့်ချင်တယ်လို့မျိုး360 degree ကြည့်နိုင်တယ်။အသုံးမြုနည်းနည်းကတော့ပထမဆုံးကင်မရာကို plug in လုပ်ပါ Thank you. Easy base app for device one. Play Store နဲ့အကောင့်ဆက်တဲ့လုပ်နေနေရတော့မိမိကင်မရာမျိုးစားပေါ်မူတည်ပြီးတော့မှ app ကိုရွေးချယ်ရပါမယ်။အဲ iZip ဆိုလို့ရှိရင်တော့ iZip app, iMo ဆိုရင် iMo Lite app, WeChat ဆိုရင်တော့ WeChat app ဖြစ်ပြီးတော့မှ Dawa ဆိုရင်တော့ DMSS ဆိုတဲ့ app ကို download ဆွဲပေးရပါမယ်။ app ကို download ဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ account တစ်ခုပြုလုပ်ပေးရပါမယ်။အဲ login ဝင်ပြီးသွားပြီဆိုရင်တော့ app ထဲက add advice ကိုနှိပ်ပါ။ ကင်မရာရဲ့အောက်ခြေမှာရှိတဲ့ QR code ကိုစကန်ဖတ်ပေးရပါမယ်။ပြီးတော့ရင်တော့ Wi-Fi name နဲ့ password ကိုရိုက်ထည့်ပေးရပါမယ်။အပေါ်မှာ device a successfully ပေါ်ပြီးတော့မှာ camera live view ပေါ်လာပြီဆိုရင်တော့ရသွားပါပြီအခုပြပြပေးထားတဲ့ video လေးကလူချင်းမင်းတို့အတွက်အသုံးဝင်နေဆိုရင်တော့ like and follow subscribe လေးထပ်ထားပေးပါဦးနော်အားလုံးပဲတတ်တာ